တခါကြရင်နေပြရိုဘင်အမ်မိုရင်ဘာလို့ချင်တာလဲဆိုတာကိုလည်းနားမလည်အောင်ဖြစ်မိတယ်။ United အနေနဲ့လာမယ့်ဘောတော်ဦးနေမှာ Tottenham Hotspur နဲ့အရေးကြီးတဲ့ Europa League Final နဲ့ကစားရမယ်။ဒီလိုအချိန်မျိုးမှာမှဒီ Chelsea နဲ့ကစားရမယ့် Premier League ပွဲစဉ်အတွက်ကိုလူစုံနီးပါးကိုထုတ်သုံးသွားခဲ့တာ။ Europa League Final ပြိုင်မဲ့ Spurs ကလူစုံမထုတ်ဘဲနဲ့ဒီအရန်ကစားသမားတွေနဲ့ဒီအဓိကကစားသမားတယောက်နှစ်ယောက်လောက်နဲ့ပွဲထုတ်ရချိန်မှာ United ကဒီ Bruno Fernandes တို့လိုဒီ Casemiro တို့လိုနောက်ပြီးတော့နောက်တန်းဆိုလည်း Maguire တို့လိုအာမတ်တို့လိုအဓိကကစားသမားတွေကိုပဲလူစုံထုတ်သုံးသွားတယ်။ အဲလူဆောင်ထုတ်သုံးပြီးတော့အချဲစီကိုကောင်းကန်ကန်ရှင်ကစားနိုင်လားဆိုတော့လေရှင်မကစားနိုင်ဘူးအဲရားလက်ရကြည့်လို့ရားလက်ကောင်းရလားဆိုတော့လေရားလက်ကောင်းလည်းမရဘူးအဲတော့တခါကျလို့ရှိရင်ဒီလိုပွဲမျိုးမှာအဓိကကစားသမားတချို့ကိုခြံပြီးတော့ဒီ final နဲ့ပွဲအတွက်ကိုဟိုအားမွေးတင့်တယ်လို့တော့ယူဆမိတယ်ဒါပေမဲ့အမ်မိုရင်ကဘာကြောင့်အဲဒီလိုမျိုးလောက်တာလဲသူ့အနေနဲ့ဒီရှေ့လာမဲ့ယူပါလိပွဲအတွက်ကိုအခြေဆိုင်တဲ့သဘောမျိုးကစားကွက်ဆိုင်တဲ့သဘောမျိုးလှုပ်ချင်တာလားဆိုတာလဲနားမလည်အောင်ဖြစ်မိတယ် ဒီဘက်က United အတွက်အရေးဝင်ပါတော့တာဟာဒီဘက်နိုင်သည်ဖြစ်စေရှုံးသည်ဖြစ်စေတည်ရသည်ဖြစ်စေ United အမှတ်ပေးစရာရည်တည်မှုကိုဘာမှထိခိုက်မှာမဟုတ်ဘူးအဲ့တော့အဆင့်16ဖြစ်ဖြစ်မယ်15ဖြစ်ဖြစ်မယ်17ဖြစ်ဖြစ်မယ်အဲ့ဒီနားမှာလည်းလဲနေပါဒါပေမဲ့ Chelsea အတွက်ကတော့ဒီဘက်ကအရေးကြီးတယ်လက်ရှိမှာ Chelsea က Premier League ရဲ့အမှတ်ပေးစရာအဆင့်9နေရာမှာရည်တည်နေတယ်ဒီဘက်မတိုင်းခင်မှာအဲ့တော့သူ့အနေနဲ့ဒီ United နဲ့သူအိမ်ဝင်ပွဲကံရမယ်ပြီးရင် Northern Forest နဲ့အဝေးပွဲသွားကံရမယ် Northern Forest နဲ့ Chelsea နဲ့ဂျာမှာရမှတ်ကတက်မှတ်ပဲကွာတယ်သူတကယ်လို့ဒီဘက်ကသူတို့ရလာမကောင်းလို့ရှိရင် ဟိုနောက်ဆုံးကမှတော့တရန် forex ကိုအနိုင်မကန်ဘူးဆိုသူတို့အတွက် champion league ဝင်ဝင်ကပြဿနာရှိတယ်။အဲ့တော့ chelsea ကတော့သူတို့ရဲ့အကောင်းဆုံးကစားသမားအဆင့်ကိုထုတ်သုံးသွားတယ်။အဲ့လိုအချိန်မှာ united ကလည်း chelsea နဲ့ shin 5ဖို့အဲ့တော့သူတို့ရဲ့ဒီအထက်ကစားသမားတော်တော်များများကိုထုတ်သုံးသွားတယ်။ကြည့်ရတော့ united အနေနဲ့ chelsea ကိုလေးစားမှုရှိရှိရှင်ပြိုင်ခဲ့ရလို့ပြောရမလို့ဖြစ်နေပြီ။အဲ့ world cup ခင်းချင်းကိုကြည့်မယ်ဆိုရင် engine chelsea က အဲ၄နှစ်၃နှစ်ကစားပွဲနဲ့ပွဲထွက်လာခဲ့တယ်။အတိုင်းစစ်မှာဂျက်ဆင်တို့အန်ကွန်ကူတို့အကုန်လုံးဒဏ်ရာရရှိနေတာကြောင့်အတိုင်းဂျော်ရစ်ကိုအထောင်ထားလာတယ်။အတိုင်းဂျော်ရစ်ကိုပါမာနက်တိုမာရိုအကီရိုနဲ့တွဲပေးထားတယ်။အခွင့်လက်မှာတော့ကိုင်စီရိုနဲ့အန်ဆိုဖာနဲ့တို့ပဲပွဲထွက်လာတယ်။အခုသမားကတော့ဆန်းချက်ပဲနောက်တန်းမှာရေဂျင်းတိုဆင်ခိုဝမ်းနဲ့ခူခူရာတို့ခင်းချင်သွားခဲ့တယ်။အယူနိုက်တက်ဘက်ကလည်း၃နှစ်နှစ်တကစားပွဲပေါ်မှာပဲအတိုင်းစစ်မှာတော့ဝိုင်လန်အာမတ်မောက်ခွင့်လက်မှာတော့ဖာနယ်ဒန်နဲ့ကက်စမဲတို့ တောင်မယ်တစ်ဖက်ဆက်မှာတော့မာဇာရီနဲ့ဒိုကူတို့ကိုခင်းချင်းသွားတယ်။ခွန်သမားကတော့အိုနန်နာပဲ။နောက်တန်းမှာလင်းနီတော့မကွာရနဲ့လှုပ်ရှော့တို့ကိုအသုံးဆွဲခဲ့တယ်။ပွဲစာရီမိနစ်တွေမှာတော့ United ကဖိအားပေးပြီးကစားထားနိုင်ခဲ့တယ်ပေါ့နော်။ပွဲချိန်3မိနစ်ကျော်6မိနစ်လောက်အထိကိုဒီ Chelsea နေနဲ့ဘာမှကောင်းကောင်းမလုပ်နိုင်ခဲ့ဘူး။ပွဲချိန်3မိနစ်မှာမာရိုအကီရဲ့ကန်ချက်တစ်ခုလောက်ပဲရှိခဲ့တယ်ပေါ့နော်။အဲ့ကန်ချက်ကလည်းမိုးဝထောင်သွားတာ။ပွဲချိန်15မိနစ်မှာဆို United ကမကွာရနေပြီးတော့ဥဆောင်ကိုတွင်တယ်။ဒါပေမဲ့ဗီယာနဲ့ပြန်စစ်တဲ့အခါမှာလူကျွန်းနေတယ်။လူကျွန်းတာကလည်းမပြောပါတော့တဲ့အနေထားလောက်ပဲကျွန်းနေတာ။ အဲ့တော့ပွဲကျင်28ခုနဲ့မှာဆိုလဲပါမားရဲ့ကန်ချက်တော်တော်လေးကောင်းတယ်ဒါပေမဲ့ယူနိုက်တက်နောက်တန်းနဲ့ထိသွားတယ်ပေါ့နော်10မိနစ်ကြာမှလဲအန်ဆိုရဲ့ area ပြမကကန်ချက်ကဝိုင်းလဲလည်းနဲ့ထိခဲ့ပေမဲ့ဖရန်ဒီတော့မရခဲ့ဘူးအော်ပထမပိုင်းပြီးကန်ဒီမှာဆိုရင်အန်ဆိုရဲ့ဝေးဝိုက်ကန်ချက်ကြီးကတော်တော်ကြီးကိုကောင်းပြီးတော့အူနန္နာကာဝယ်နိုင်ခဲ့လို့ဒါယူနိုက်တက်လို့တတ်တာရခဲ့တာဒုတိယပိုင်းမှာတော့ချဲစီတင်းကပုံမဖိအားပေးထားနိုင်တယ်သူတို့အနေနဲ့ဘင်းတော်ဖောင်ပြတယ်လို့ကစားလာခဲ့တာဒါပေမဲ့ယူနိုက်တက်ရဲ့တံပြန်တိုက်စစ်ကလည်းတစ်ချက်တစ်ချက်သတိထားရတယ်ပေါ့နော်လူသဖြင့်ညာတော်မှာထွက်လာတဲ့အာမတ်ကချဲစီနောက်တန်းကိုတော်တော်လေးကိုဒုက္ခပေးထားနိုင်ခဲ့တယ် 52မိနစ်မှာဆိုအားမရအနီးကချပေးမှုကနေဒီမေဆင်ပေါက်အပိုင်ကန်ခွဲရခဲ့ပေမဲ့လွဲချော်ခဲ့တာရတယ်ချဲစီအတွက်ဒါတက်တာရခဲ့လို့ပြောရမယ်အဲ့ပွဲချိန်မိနစ်60မှာတော့တိုင်ဂျော်ရစ်ကိုအိုနာနာကဆွဲလဲချတယ်ဆိုပြီးတော့ပယ်နတီပေးရတယ်။ဒါပေမဲ့ဗီယာပြန်စစ်တဲ့အချိန်မှာတော့အိုနာနာကဘောလုံးအရင်ထိခဲ့တာကြောင့်ဒီပယ်နတီကိုပယ်ဖျက်လိုက်တယ်ပေါ့။ပွဲချိန်မိနစ်80မှာတော့ချဲစီတို့ဥဆောင်ကိုရပြီးတော့ဒီရစ်ဂျင်ရဲ့ဖျက်တင်ပေးမှုကိုကူကူယလာကခေါင်းပြတိုက်ခဲ့တာ။အဲ့လက်ထံပွဲချိန်တွေကတော့ချဲစီတွေက လည်းနောက်ထပ်ကိုရဖို့အထက်ကိုသူတို့ခြေပါကိုပြန်ပေးရရေကိုအဓိကထားပြီးတော့ဦးတည်ကစားသွားတယ်။ United ကလည်းနောက်ပိုင်းမှာအဓိကကစားသမားတွေဖြစ်တဲ့ဒီ Mason Mount တို့ Bruno Fernandes တို့ကိုထုတ်ပြီးတော့ပွဲကိုထိန်းသွားတဲ့ပုံစံမျိုးနောက်ထပ်ဂိုးတွေထပ်ပေးရတဲ့ပုံစံမျိုးကစားသွားခဲ့တယ်။အော်ဒီနိုင်ငံကြောင့် Chelsea ကခုဆိုရင်ဒါအဆင့်လေးနေရာကြီးကိုရောက်သွားပြီး Aston Villa နဲ့နိုင်လာတဲ့အတွက် Chelsea နဲ့ Aston Villa ကအခုချိန်မှာရမှတ်တူနေတာဖြစ်နေတယ်။ Man City ကတော့တဝဲမကန်ရတဲ့အချိန်မှာရမှတ်65မှတ်နဲ့ Chelsea နဲ့တမှတ်กว่าအဆင့်6ကိုရောက်ပြီးတော့ Northern Forest ကတော့ရမှတ်62မှတ်နဲ့အဆင့်9နေရာကြီးကိုရောက်သွားတယ်။ အတကယ်လို့မနက်ဖြန်မှာကစားမဲ့ပွဲမှာဒီ Nottingham နဲ့ Man City တို့ကဆက်ပြီးတော့အနိုင်ရရှိခဲ့မယ်ဆိုရင် Champions League ဝင်ခွင့်အတွက်ကတော့ဒါယာစီနောက်ဆုံးပွဲစဉ်တွေကိုကျွန်တော်တို့စောင့်ကြည့်သွားမှာဖြစ်တယ်